မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြင်းမြို့ကိုစစ်ကောင်စီကထိန်းချုပ်နိုင်ပြီဆိုတာဟာသတင်းအမှားသာဖြစ်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေသေးဖြစ်တယ်လို့ KND အမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူများအပါအဝင်မြေပြင်ကနေထိုးစစ်တွေအရှိန်ဟုန်မြင့်တင်လာပြီးတဲ့နောက်ဇန်နဝါရီလ24ရက်နေ့မှာအလုံးစုံထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီဝါရဖြန့် Channel တွေကရေးသားနေကြပါတယ်။အခုလိုမျိုးရေးသားလှုံ့ဆော်မှုဟာသတင်းအမှားသာဖြစ်ပြီးတော့မိုးပြင်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေသေးဖြစ်တယ်လို့ KNDF ကတောင်းရှိ သူကရှင်းပြထားပါတယ် ်မိုးပြဲမျိုးကတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့ဒီမိုးပြဲကိုထိန်းချုပ်နိုင်ဖို့အတွက်အပြင်းထန်ထိုးစစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်လို့ KNDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်ရှမ်းကယနီအစက်မိုးပြဲမျိုးကိုဇန်နဝါရီလ16ရက်နေ့ကစပြီးတော့လေကြောင်းလက်နက်ကြီးပစ်ကူများအပါအဝင်မြေပြင်အင်အား300ကျော်နဲ့ကယနီပူးပေါင်းတပ်ရဲ့ခန်းစစ်ကိုကြော်ဖြတ်ရန်စစ်ကောင်စီကကြိုးပမ်းနေတယ်လို့မြေပြင်ကရဲဘော်တချို့ကသတင်းပေးဖို့ပြောကြားထားပါတယ်ဇန်နဝါရီလ24ရက်နေ့အထိစုံစမ်းသိရှိရတဲ့စစ်ရေးအချက်အလက်တွေအရနှစ်ဖက်ထိခိုက်ကြာဆုံးမှုများရှိနေပြီးတော့မိုးပြဲမျိုးတွင်းကိုစစ်ကောင်စီ ီတက်ကတိုးဝင်ရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒီလမကုန်းကင်းမိုးပြဲကိုပြန်ထိန်ချုပ်ဖို့အမိန့်ပေးထားတယ်လို့သိရတယ်တနေ့ကဆိုရင်လေပေါင်900ဘုံးနေမိုးပြဲကိုကျဲတယ်ဖဲကုံနဲ့လွိုက်ကောအခြေဆိုင်တက်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်ကူပေးနေတယ်လို့ကရင်နီစီရဲသတင်းရင်းမြစ်ကပြောပြထားပါတယ်မိုးပြဲမြို့မှာရှိတဲ့စစ်ကောင်စီအခြေဆိုင်ရဝါရီစုဖလိုက်ဒုံးထူတန်းပွဲကုံတုံးပွဲကုံတက်ညောင်ဝိုင်းပီကင်းကော့ခူစောင်းကန်းနဲ့စီကားနှစ်နဲ့စတော်ရတောင်ကုန်းခေါ်ဖြူဟာကုန်းတို့ကို2023ခုနှစ်နိုဝင်ဘာလမှာကရင်နီတပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပြီးတော့ မိုးပြဲမျိုးနဲ့နှမိုင်းကျော်အကွာမှာရှိတယ်မျိုးစောင်တက်ဖြစ်တဲ့ချွေမြန်တိုင်ရဲ့အမှတ်၄နှစ်နှစ်ကိုတော့မသိမ့်ပိုင်နိုင်သေးကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသများမှာပြီးခဲ့တဲ့နှစ်တစ်နှစ်တာအတွင်းမှာတိုက်ပွဲကြီးငယ်ပေါင်း3229ချိန်ထက်မနည်းဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကတရားရှိများအပါအဝင်စစ်သား3136ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်ကဒဏ်ရာရရှိသူ2225ဦးရှိခဲ့ကဗျူဟာမိုးအဆင့်ကနေတပ်သားအဆင့်ထိရာနဲ့ချီပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့၎င်းတို့ကပြောကြားထားပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တရာခန့်တေဆုံးခဲ့ပြီးတော့325ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းတွန်းဒေသမှာရှိတဲ့ MS-16 စစ်စီအကုတ်ကဲမှုဌာနချုပ်လက်အောက်ခံ ခမရငါးငါးလေးတရဲမှာတရဲဘူကြီးဟိမ့်တော်စင်စိုးကရှေးနှန်းတိုက်ပွဲတွေမှာတည်ဆုံသွားတဲ့စစ်သားများရဲ့လစာများနဲ့ဗန်စုငွေများကိုမိသားစုဝင်နေစီကိုပြန်မပေးပဲတုံးဖြုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခမရငါးငါးလေးကဘိုးလောင်းတင်တဲ့အပတ်စဉ်54ကျောင်းစင်ဘူကြီးဟိမ့်တော်စင်စိုးကတရဲမှာရှိတဲ့ခွင့်မဲ့စစ်တီများရဲ့လစာများကိုလိန်လေထုတ်ယူတုံးဆွဲခြင်းခွင့်မဲ့များကိုအထက်ကိုမတင်ပြခြင်းကရားလာရှိုးကိုရှေးတန်းထွက်နေကြတဲ့စစ်သားများရဲ့လစာများကိုရှေးတန်းကိုမပုတ်ဘဲနဲ့ကိုချိုးအတွက်တုံးဆွဲခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်ဒါအပြင် င်ရှေ့တန်းတိုက်ပွဲများမှာကြာဆုံးခဲ့တဲ့နေအိမ်နဲ့အဆက်အသွယ်မရတဲ့လူမျိုးစစ်တီများကအံ့နံထားတဲ့လာစာများနဲ့ဗန်စုငွေများကိုလည်းလိန်လေတုံးဆွဲခြင်းကြာဆုံးသွားတဲ့စစ်တီအိမ်တော်တွေများရဲ့ထောက်ပံ့ခြင်းငွေများကိုလည်းချက်ချင်းမပေးပဲအထက်ကနေမပေးသေးဘူးဆိုပြီးတော့ကိုကျိုးအတွက်လိန်လေတုံးဆွဲခြင်းနဲ့မိုင်းဆက် KBZ ဘဏ်မှာပတ်စံများကိုတိုက်ရင်ပတ်စံအဖြစ်နဲ့ထည့်ပြီးတော့ကိုကျိုးအတွက်တုံးဆွဲခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျာ။ တည့်ရဲအနည်းမှရှိတဲ့ချေရွာတွေစီကလည်းတည့်ရဲအတွက်ဆိုပြီးတော့အလူငွေများကောက်ခံပြီးတော့ကိုချိုးအတွက်သုံးဆွဲခြင်းများကိုလည်းလှုပ်ဆောင်နေပြီးတည့်ရဲဘူကြီးလုံနေတာဟာအချိန်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ဘိုးကြီးဟိန်းတော်စင်စိုးဟာအမျိုးသမီးစစ်သည်များကိုလည်းမရိုင်းစွာဆက်ဆံခြင်းများကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တပ်ရင်းထဲမှာငွေစင်းလာစစ်တဲ့သူတွေကိုလည်းတရေးဘိုးကြီးကထဲထဲဝင်ဝင်မစစ်ဆေးအောင်ပတ်စံနဲ့အရက်အစားအစာများနဲ့လက်ထိုးခြင်းများကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စကခ14ရက်လက်အောက်ခံတပ်ရင်းခမရ994မှာတရေးဘိုးကြီးဟိန်းတော်စင်စိုးကတပ်ရင်းထဲမှာရှိတဲ့ခွင့်မဲ့စစ်သည်တွေရဲ့လာစာတွေကိုလိန်လဲပြီးတော့ထုတ်ယူတုံးဆွဲနေပါတယ်။ ခွေးမယ်တွေကိုလည်းအထက်ကိုတင်မပြဘူး။ကြားနဲ့လာရှိုးရှေတန်းထွက်နေတုန်းကလည်းစစ်တီတွေရဲ့လာစာတွေကိုရှေတန်းကိုမပို့ဘဲနဲ့ကိုကျိုးအတွက်သုံးဆွဲခြင်းတွေ ရှေ့တန်းမှာကြာဆုံးသွားတဲ့လူမျိုးစစ်တီတွေရဲ့သူတို့အနံထားတဲ့လာစာတွေဗန်းစုံငွေတွေကိုလည်းလူမျိုးကြာဆုံးစစ်တီရဲ့အိမ်နဲ့အဆက်အသွယ်များတဲ့သူတွေရဲ့ပတ်စံတွေကိုလိန်လဲပြီးတော့တုံးဆွဲနေပါတယ်ကြာဆုံးစစ်တီအိမ်တော်တွေကိုထောက်ပံ့ခြင်းငွေချက်ချင်းမပေးပဲနဲ့အထက်ကမပေးသေးဘူးဆိုပြီးတော့ကိုကြိုးအတွက်လိန်လဲပြီးတော့တုံးဆွဲနေပါတယ်အမျိုးသမီးစစ်တီတွေအပေါ်ကိုလည်းမရိုင်းစွာနဲ့ဆက်ဆံနေလို့အမျိုးသမီးစစ်တီတွေရဲ့အပေါ်ကိုလည်းမရိုင်းစွာဆက်ဆံနေပါတယ်အမျိုးသမီးစစ်တီတွေကမခံနိုင်လို့တရားမျှတရေးအတွက်တိုင်ကြားရခြင်းဖြစ်ပါတယ်လို့တက်တွင်းသတင်းရေးမြစ်ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြဘတ်စိတ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရန်ကုန်မြို့တူနာအားကစားကွင်းမှာကျင်းပပြုလုပ်နေတဲ့တရုတ်နှစ်တဲ့ကူပွဲတော်ကိုတက်ရောက်နေပြီးလုံခြုံရေးတွေတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ25ရက်နေ့မှာရန်ကုန်တိုင်းတင်ကန်းညော့မြို့နယ်တူနာမိုးလုံလေးလုံအားကစားကွင်းမှာပြုလုပ်နေတဲ့တရုတ်နှစ်တဲ့ကူပွဲကိုတက်ရောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တင်ကန်းညော့နယ်တာဂီတာမှာမီးတွေလည်းမပြတ်ဘူး။လမ်းကြောင်းတွေလည်းရှင်းနေတယ်။စိုက်ကားလမ်းဘေးဆိုင်စိုက်ကယ်ကယ်ရီတွေအကုန်လုံးကိုရှင်းထားတယ်။လမ်းပေါ်ကိုပေးမတတ်ဘူး။လမ်းပေါ်နဲ့မီးပွိုင်တိုင်းမှာလည်းစစ်သားရဲနဲ့ရင်ထင်းရဲတွေကြီး ပဲလမ်းတွေကိုလည်းပိတ်ထားတယ်လို့ရန်ကုန်မြို့ကန်တို့ကပြောပြထားပါဗျ။ဇန်နဝါရီလ23ရက်နေ့ကလည်းအင်းအားလေးဟိုတယ်မှာတရုတ်နှစ်သက်ကူးပွဲပြုလုပ်ခဲ့ပြီးတော့ဗိုလ်ချုပ်ကြီးတင်အောင်စတ်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းဘူးမြို့နယ်မန်းရွှေစက်တော်ဖျားမှာအခြေပြုတက်ဆွဲနေတဲ့စေကောင်းစီအုပ်စုကဖျားအနီးကကျေးရွာတွေကစစ်ပေးဆောင်ထွက်ပြေးနေရတဲ့ပြည်သူတွေကိုဇန်နဝါရီလ23ရက်နေ့ညပိုင်းအချိန်မှာ ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့ညတနာ ਈ ခွဲအချိန်ကမင်းမှုမျိုးနဲ့မန်းရွှေဆက်တော်ဖရာအနီးကြေးရွာတွေကစစ်ပေးဆောင်နေနေထိုင်တဲ့တောတိုက်တွေကိုစစ်ကောင်စစ်အုပ်စုကဒရုန်းနဲ့ဘုံသီးတွေ၄ချိန်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါရယ်။မန်းရွှေဆက်တော်ဖရာနဲ့မုတ်ဦးမှာတပ်ဆွဲထားတဲ့စစ်ကောင်စစ်အုပ်စုကစစ်ဆောင်တဲတွေကိုတိုက်ခိုက်ခဲ့တာလို့ PDF မင်းမှုခရိုင်အမှတ်6တရင်ကတာဝန်ရှိသူတို့ကပြောပြထားပါရယ်။ရွှေဆက်တော်နဲ့ကက်ရရွာပေါ့လက်ပံတော်ရွာမှာစစ်တပ်ကအရာရှိတွေအစည်းအဝေးလုံးမှာမို့လို့ PDF တွေကိုအာယုံလွှဲတဲ့သဘောမျိုးပါကျွန်တော်ထင်တာကတော့လက်ပံတော်ကနေမဟုတ်ဘူးရွှေဆက်တော်မဦးကနေပြီးတော့တောထဲကိုကတ္တရာလမ်းကနေနည်းနည်းဝင်လာပြီးဘုံကျဲသွားတယ်လို့ယူဆရတယ်လို့သူကရှင်းပြထားပါတယ်ဖေဗူလာ၂ရက်ကစတင်ပြီးတော့၂လခွဲ85ရက်ကြာကျင်းပမယ်မန်းရွှေဆက်တော်ဖရားပွဲအတွက်ဖွင့်ပွဲလုပ်နိုင်ဖို့အတွက်နည်းမြေရှင်းလင်းတယ်လို့အကြောင်းပြကစစ်ကောင်စီအုပ်စုကရွှေဆက်တော်ဖရားအနီးဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထုတ်စီးနေဝင်မွေလူရတာမိရှို့တာတွေကိုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်အခုကသူတို့ရွှေဆက်တော်ဖရားဖွင့်ပွဲကိုလုံမန်းနေတာပေါ့နော် ဖွင့်ပွဲလုပ်ဖို့ကိုသူတို့တွေကပြည်သူတွေဘလောက်ပဲဒုက္ခရောက်ပါစေရွာတွေစစ်ပေးဆောင်တွေဘလောက်ပဲရှိပါစေသူတို့ကတော့ဖျားပွဲကိုမဖြစ်မနေကျင်းပပြုလုပ်ဖို့လုပ်နေတာပေါ့အဲ့တော့ဖျားပွဲကျင်းပဖို့ဆိုရင်ပြည်သူတွေဘလောက်ပဲဖမ်းရဖမ်းရပြည်သူတွေဘလောက်ပဲအိုးအိမ်ဆွန့်ဟဆွန့်ဟသူတို့ကခရုဆိုင်မှာမဟုတ်ဘူးဒီဖျားပွဲဖြစ်မြောက်ရေးအတွက်ပဲအာယုံဆိုင်နေတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်လို့မင်းမှုခေအမတ်6တရင်ကတောင်းရှိသူကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့ရက်ပိုင်းက မန်းရွှေဆက်တော်ဖရာအနီးမှာရှိတဲ့အိုးပြင်မဲကြေးရွာကိုရွာလုံးကျမိရှုဖြက်စီခဲ့တယ်လို့စစ်ကောင်းစီအုပ်စုရဲ့ရန်ချောင်းအိုးပြင်မဲကိုင်းမကြီးတင်ပြင်ခွေအိုင်းမစတဲ့ကြေးရွာတွေကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မင်းဘူးခေရိုင်ဟာရခိုင်ပြည်နယ် အမ်းမြုံနယ်နဲ့ထိစပ်နေပြီးတော့မင်းမှုခရိုင်နယ်ကငဖဲမြုံနယ်မှာအရခတက်တော် AA အပါအဝင်ဒေသခံတော်လိုင်းတပ်တွေနဲ့စစ်ကောင်စီအုပ်စုတို့ချားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ရခိုင်ပြည်ကတိုက်ပွဲတွေမကွေးတိုင်းနဲ့အထိရောက်ရှိလာပြီးတဲ့နောက်စစ်ကောင်စီအုပ်စုကမန်းရွှေစက်တော်ဖျားကိုအခြေပြုကတင်အားတွေတိုးချဲ့ခံစစ်ပြင်ဆင်နေပြီးတော့မန်းရွှေစက်တော်ဖျားအနီးကရှစ်မိုင်ဂိမ်းနဲ့အိုးပြင်းမဲ့ခြေွာတွေမှာအထိုင်ချတက်ဆွဲပြီးတော့ခံစစ်ပြင်ဆင်နေကြတယ်လို့သိရပါဗျ။ငါဖဲဘက်ကကြတော့မှာမို့လို့ရွှေဆက်တော်မှာခန်းစစ်ပြင်တာမျိုးဖြစ်တယ်ဗျအဓိကကတော့ မဟာမိတ်အဖွဲ့တွေနဲ့ငဖဲဘက်မှာတိုက်နေကြတော့လေငဖဲကလည်းမကြခင်မှာစစ်ကောင်စီလက်လွတ်ရတော့မယ်နေမြေဖြစ်တော့ အခုသူတို့ကရွှေဆက်တော်ကဒီနေရာမှာအမြင့်ဆုံးဂုံဖြစ်နေတော့အဲ့ဒီဂုံကနေစီရေးဆိုင်ရာတွေခန်းစစ်ပြင်းနေရှစ်မိုင်ဂိတ်ရဲ့သုံးမိုင်ဂိတ်ရဲ့ရှစ်မိုင်ဂိတ်တို့အိုးမြင်မဲရွာတို့ကခန်းစစ်ကိုကြီးကြီးမားမားပြင်ဆင်နေတာလို့မင်းဘူးခင်အမတ်ချောက်တက်ရင်ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်လက်ရှိမှာတော်လိုင်းတက်တွေကငဖဲနယ်ကစစ်ကောင်စီအုပ်စုရဲ့စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရခိုင်ဘက်ကစစ်ရှုံးပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီအုပ်စုတွေကိုလည်းပိတ်ဆို့တိုက်ခိုက်ကဖမ်းဆီးနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာတိတ်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းအရေးအတွက်ကိုတုံးမြင်ပြီးတော့ခေါ်ယူရန်ဥကုတ်ကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီနဲ့ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP တို့ပါဝင်တက်ရောက်တဲ့နိုင်ငံရေးပါတီများအစုအဖွဲ့ကအကြံပြုတိုက်တွန်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ24ရက်နေ့ကစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့နိုင်ငံရေးပါတီများအစုအဖွဲ့တို့ကြားမှာနေပြည်တော်မှာတွေ့ဆုံဆွေးနွေးရမှာနိုင်ငံရေးပါတီဘက်ကအခုလိုမျိုးပြောဆိုလာခြင်းဖြစ်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးချက်များကိုစစ်ကောင်စီနဲ့နိုင်ငံရေးပါတီအစုအဖွဲ့တို့အပါအဝင် င်နှစ်ဖက်စလုံးကအတီးပြုတ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များနိုင်ငံတော်ရဲ့ရင်ဝင်ကိုပြန်လည်ဝင်ရောက်လာရေးအထွက်ကိုလည်းစစ်ကောင်စီနဲ့နိုင်ငံရေးပါတီများကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကိုမင်းအောင်လိုင်ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်နဲ့ကော်မတီဝင်များနိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့အလို့အဖွဲ့ခေါင်းဆောင်ပြည်သူ့ပါတီဥက္ကဋ္ဌကိုကိုကြီးနဲ့အလို့အဖွဲ့ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့စစ်ကောင်စီအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီမှာစစ်ခေါင်းဆောင်မင်းအောင်လိုင်ကဥက္ကဋ္ဌအဖြစ်နေအာယူထားတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံအနှံ့မှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းမှာရှိတဲ့လူငယ်များကိုအတရားအဓမ္မစစ်မှုထမ်းရန်ခေါ်ယူနေပြီးတော့လက်ရှိမှာအမျိုးသမီးများကိုပါစစ်မှုထမ်းရန်စီစဉ်လာတယ်လို့သိရပါတယ်။စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်လူငယ်များကိုပြည်ပကိုထွက်ခွာခွင့်မပြုချောင်းကိုလည်းစစ်ကောင်စီဘက်ကထုတ်ပြန်လာပြီးတော့နိုင်ငံအတွင်းကလူငယ်များဟာဖိနှိပ်မှုများနဲ့ကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကျင်းရှင်းပြီးတော့လုံခြုံစိတ်ကြပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ